င်္ဂလာညချမ်းပါရှင်နေပြည်တော်မူလဝသားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မက်လ24ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝသားသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ38ဒီဂရီဆက်စီယက်100ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ39ဒီဂရီဆက်စီယက်102ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ39ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00ခွဲအချိန်မူလဝတ္တဂျိုရုမှာဖန်ရရှိတဲ့ပွင့်ရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်သစ်တဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံမှာကတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ကင်းစင်တလောင်ရှိနေပြီးကျန်ဒေသတွေမှာတိမ်သစ်တဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရင်တင်းတင်းရှိပါမယ်လှိုင်းမြန်မာမြန်မာကံရံတဲ့ရှောင်းနေ ကန်းလွန်ပင်လေးပြင်းတော့မှာ၄ပင်မှာ၆ပေကန်းရှိနိုင်ပါတယ်။နက်ပြမွန်တဲ့အချိန်ထိခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကနယ်ဒေသကြီးရဲ့ထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်းတိုင်းဒေသကြီးတို့မှာနေရာကွက်ကြောင်းမုတ်ထုံရပါမယ်။ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကနယ်ဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတင်းတင်းတင်းဖြစ်ထွန်းပြီး နေပြည်တော်ပဲခူးတိုင်းဒေသကြီးအင်အားရိုင်းတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများဖြင့်တရားပါမယ်နေပြည်တော်နဲ့နေတဝိုင်းမြန်ပြန်တွက်မွလူဝတာချင်းနေခံမှန်းကြမှာအများအဖြစ်တရားပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုင်းနဲ့အနေဆုံးမူချိန်မှာ23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းမြန်ပြန်တွက်မွလူဝတာချင်းနေခံမှန်းကြမှာလည်း အများအဖြစ်သတ်ရပါမယ်အမြင့်ဆုံးဘူချိန်မှာ39ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးဘူချိန်မှာလည်း23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နီးတဝိုင်းမြေပြန်တွင်မိုးလွယ်သားအခြေအနေခံမှန်းကြပါလိမ့်အများအဖြစ်သတ်ရပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာလည်း23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့နေပြည်တော်စကန်းတနေသားကြီးမန္တလေးတနေသားကြီးနဲ့မကွေးတနေသားကြီးတို့မှာနေ့အပူချိန်များအနှဲငယ်တိုးလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။